ကျွန်တော်ရဲ့ YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့တော်လံမျိုးပြည်သူပေါင်းတနေ့ကလုံးမှာကြံစီသမျှအောင်စောင်းတိုင်းပြီးမြောက်ကြပြီးတော့အောင်တည်းအောင်ခြင်းများပြည့်စုံပါစေလို့ဆုတောင်းမြတ်တာပို့တာအပါတယ်ခမညာဟုတ်ကဲ့ပါအောင်တည်းအောင်ခြင်းများနဲ့ပြည့်စုံပါစေဆိုလို့ဒီနေ့မနက်ခင်းနဲ့နေ့လယ်ခင်းတွေမှာကျွန်တော်တို့အကြံဖတ်စစ်ခွေးတွေရဲ့အားရဝမ်းသာစရာကောင်းတဲ့တည်င်းလေးတွေကိုလည်း သိရှိလို့ထားပါတယ်အဲ့ဒီသတင်းတွေအရဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ဇွန်လ23ရက်နေ့မှာတကယ်ကိုအားရဝမ်းသာစရာတွေနဲ့ပြည့်နှက်နေတဲ့သတင်းတွေပဲဖြစ်ပါတယ်ဇွန်လ9ရက်နေ့ညနေ9:30မိနစ်အချိန်တန်တော်ကြီးမြို့နယ်ဘရင်တော်တက်မြို့စစ်တင်တန်းကျောင်းမှတက်ခွဲမှုသင်တန်းစင်းများပါဝင်တဲ့စစ်ရင်တန်းကိုတောင်မူတန်တော်လမ်းပိုင်းခုနမိုင်စစ်တပ်စခန်းကုန်းအနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာသင်တန်းစင်း တက်ခွဲမှုဘိုလ်ကြီး၈ဦးတည်ဆုံးပြီးတော့ရင်မောင်းတက်ရက်တူလဲတည်ဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်အာရဝန်သားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့တောင်သာမြို့နယ်တိုက်ပွဲမှာစစ်သား၃ဦးတည်ဆုံးပြီးတော့စစ်သားတဦးလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိပြီးတော့အဲ့ဒီအရှင်ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သား စစ်သားတဦးထံမှထွက်ဆိုကြရဲ့ဒီစစ်ခွေးတွေ ਆ ဆိုလို့ရှိရင်စစ်ရှုံးပြီးတော့ထွက်ပြေးတဲ့အချိန်မှာစင်တဲဝချောင်းကိုဖျက်ကူးတဲ့အခါမှာအကြမ်းဖက်စစ်ကောင်စီစစ်ခွေးတပ်သားခုနှစ်ဦးရေစီးနဲ့အတူမျောပါပြီးတော့တေဆုံးသွားတယ်လို့သိရှိရပါတယ်ခမဟုတ်ကဲ့ပါကျွန်တော်တို့မန္တလေးတိုင်းတောင်သာစင်တဲဝချောင်းကြီးတိုက်ပွဲမှာစစ်သား၃ဦးတေဆုံးပြီးတော့စစ်သားတအုပ်အရှင်ဖမ်းဆီးရမိကြောင်း တောင်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မှပြန်ကြားရေးတောင်ဝင်ကပြောကြားကြောင်းသိရှိရပါတယ်ခင်ဗျာတို့ဇွန်လ12ရက်နေ့မနက်7:00နာရီအချိန်မှာတောင်တာမြို့နယ်စင်တဲဝ6အနောက်ဘက်ထနောင်းဝန်းပြူရွာကနေပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်များကဂျာဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား3ဦးသေဆုံးပြီးတော့ထောက်ပို့ပို့ဆောင်ရေးတပ်အမှတ်9နှစ်ရှစ်မှာ တသားကြော်နိုင်ဝင်းကိုအရှင်ဖန်းစီရမိခဲ့တယ်လို့သိရှိရပါတယ်ခမညာအဲ့ဒီတေဆုံးသွားတဲ့အကျံဖက်အာနာသိန်းအကျံဖက်စစ်ခွေးစစ်သားတွေထံရနေပြီးတော့ G3 အမျိုးသားတနက်တလက် MA3 အမျိုးသားတနက်တလက်တို့အပြင်လှဲနှစီနဲ့တေဆောင်လာတဲ့ RPG ထိပ်ဘူး၁၀ဘူးကြီပေါက်၃ခု G138 တောင်းနဲ့ drone jammer တစ်ခုစစ်အဝေးအစအသုံးဆောင်အချို့လည်း တိတ်စီရမိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာတိုက်ပွဲတွေမှာဒီအကြမ်းဖက်အာဏာသိမ်းစစ်ခွေးတွေကလူသားဒိုင်းကအနေနဲ့ဖမ်းဆီးထားတဲ့ကျွန်တော်တို့အပြစ်မဲ့ပြည်သူ9ဦးကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကအထိကိမရှိပြန်လဲကယ်တင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်အဲ့ဒီအပြင်ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားရဲ့ဖက်ဆိုချက်အရကျွန်တော်တို့ဒီတောင်သားမျိုးနယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချိန်မုံတိုက်ခိုက်မှုကြောင့်အချမ်းဖက်စစ်တပ်ကစစ်ခွေးတွေရာဆိုလို့ရှိရင်ထွက်ပြေးပြီးတော့စင်တဲဝချောင်းကိုဖျက်ကူးတဲ့အခါမှာရေစီးနဲ့အတူစစ်ခွေးခုနှစ်ကောင်မျောပါပြီးတော့တိတ်ဆုံးသွားတယ်လို့သိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မြင်းညာထိုင်ရင်တရင်အမှတ်သုံးတဲ့မဟာမိတ်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိကိမရှိပြန်လဲစုပ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာအဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတောင်သာမြို့ပေါ်ကနေထွက်ခွာလာတဲ့အင်အားတရာခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းပါဆိုရင်တောင်သာမြို့ပေါ်ကိုပြန်လဲစုပ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ဝမ်းသာစရာကောင်းတဲ့ဒေသတစ်ပုဒ်ကတော့ကျွန်တော်တို့တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ဒဝေခရိုင်အတွင်းရှိ အကျန်းဖက်အာနာသိန်းစစ်ရှုံးကောင်စီရဲ့ ငရက်ဒီတက်စခန်းကနေပြီးအကျန်းဖက်စစ်ခွေး30ဝန်းကျင်စခန်းဆုံးခွာထွက်ပြေးပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်း KNL နဲ့တွဲဖက်ပြီးစစ်စီရေးလှုပ်ဆောင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်အရေးမိတွေကပြောဆိုထားကြောင်းသိရှိရပါတယ်ခင်ဗျာဇွန်လ12ရက်နေ့အကျန်းဖက်စစ်ရှုံးကောင်စီတက်ရဲ့ငရက်ဒီတက်စခန်းကစစ်ခွေးအကောင်30ကျော်ပါဆိုရင်စခန်းဆုံးခွာပြီးတော့ ထိုင်းဘတ်ချမ်းကိုဖတ်ပြေးသွားတယ်လို့သိရှိရပါတယ်။အဲ့ဒီစခန်းကိုတော်လန်ရေးပူပေါင်းတက်တဲ့ရောက်ရှိတဲ့အခါမှာအဲ့ဒီစခန်းမှာစစ်ခွေးတကောင်းမှမရှိတော့ဘဲနဲ့စခန်းကြီးကအခွန်ကြီးပဲကြံရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီစခန်းကြီးမှာဒီစစ်ခွေးတွေကမြေမြုပ်မိုင်းတွေထောင်ထားနိုင်ခဲ့တာမလို့တို့တော်လန်ရေးပူပေါင်းတက်တွေကဒီစခန်းကိုနည်းနည်းရှင်းလင်းရေးတွေမလုပ်ဆောင်ရသေးဘူးလို့လည်းသိရှိရပါတယ်။ကျွန်တော်တို့ထိုင်းနိုင်ငံနေဆက်မှာရှိခဲ့ ။တဝဲအခေယအတွင်းမှာရှိတဲ့ထီခီနေဆက်စခန်းနဲ့ဘောဒီနေဆက်စခန်းများကိုကျွန်တော်တို့တော်လန်ရေးပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ဒီငရက်ဒီစစ်စခန်းကိုကျွန်တော်တို့တော်လန်ရေးပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်เสียမှာမလို့ပဲနဲ့အကျန်းဖက်စစ်ရှုံးကောင်စီတက်ရဲ့အကျန်းဖက်စစ်ခွေးတွေကကြောက်လန့်ပြီးတော့တိမ်မှာကြောက်လို့ပေါ့နော်အဓိကကတော့ကြောက်လန့်ပြီးစခန်းစွန့်ခွာထွက်ပြေးသွားတာပဲ ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တော်လန်ရေးပူပေါင်းတက်တွေပေါ့နော်ကျွန်တော်တို့တော်လန်ရေးတက်တွေဘက်ကနေပြီးတော့မှကျွန်တော်တို့ပြည်သူတော်လန်ရေးပြည်သူကာဝေးအဖွဲ့တွေကနေပြီးတော့မှကြီးတောင်းမှပုံပြမလို့ပဲနဲ့စစ်ခွေးတွေကနေပြီးတော့မှကြောက်လန့်ပြီးစကန်းစွန့်ပါပြီးထိုင်းဘက်ကိုထွက်ပြေးသွားတဲ့အတွက်ဒီငရဲကြီးစကန်းကိုကျွန်တော်တို့တော်လန်ရေးတက်တွေကနေပြီးတော့တိမ့်ပိုက်ရရှိလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဗောဒီစကန်းကနေပြီးတော့ခွေးပြေးဝက်ပြေးထွက်ပြေးသွားတဲ့စစ်ခွေးတွေကလည်းထိုင်းမြန်မာနယ်စပ် ဘက်ကနေပြီးတော့မှထိုင်းနိုင်ငံဘက်ကိုကူးသွားပြီးတော့ထိုင်းစစ်တပ်ဘက်မှာလက်နက်ချအညက်ခံခဲ့တယ်လို့သိရှိရပါတယ်။ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဗောဓိစစ်စခန်းကိုပြီးခဲ့တဲ့ရက်တွေကတော်လည်းပူပေါင်းတက်တွေကအပိတ်တိမ့်ပိုက်လိုက်တဲ့အခါမှာတို့တို့ဒီတက်စခန်းမှာရှိတဲ့ဗောဓိစခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရှုံးကောင်စီတက်ရဲ့ပေါ့နော်။ဒီစစ်ခွေးတွေက ထိုင်းဘက်ခြမ်းကိုအခုဖတ်ပြေးသွားပြီးတော့ထိုင်းစစ်တပ်ထံမှာလက်နက်ချအညက်ခံလိုက်တယ်လို့တင်ပြရရှိပါတယ်။ အဲ့တော့ဒီသတင်းတွေอ่ะဆိုလို့ရှိရင်ကျွန်တော်တို့အကြက်ဖက်စစ်ချုပ်ကောင်စီတက်ရဲ့စီးရရှုံးနေမှုများပဲဖြစ်ပါတယ်ကျွန်တော်တို့ဝေဟင်မှာအကြက်ဖက်စစ်ချုပ်ကောင်စီတက်ရဲ့စစ်ခွေးဘောမလော်ဘီတွေကသတင်းတွေကိုဘလို့ပဲလေလေစစ်ခွေးတွေကတော့နေ့စဉ်အရှင်ဖမ်းပြီးလိုက်ကျွန်တော်တို့လက်နက်ချပြီးအညံ့ခံလိုက်တေလိုက်ကြတာလဲဗျာနိုင်ငံတဝန်းမှာစစ်ခွေးတွေအလောင်းတွေကိုပုံထက်နေရမယ်နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့လက်နက်ချအညံ့ခံရင်တောင်မှကျွန်တော်တို့ မြမလူမျိုးချင်းချင်းရုပ်တော်လိုက်ပူပေါင်းတက်နေရှိမှာဒီစစ်ခွေးတွေကလက်နဲ့ကြအညံ့ခံလိုက်ရင်တော့မတိတ်ခါရှိသေးတယ်အခုတော့ဗျာကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်ကနေမှတဆင့်ထွက်ပြေးသွားပြီးတော့ထိုင်းနိုင်ငံဘက်ချမ်းနော်ထိုင်းစစ်တပ်ရှိမှာဒီအကြမ်းဖက်စစ်ခွေးတွေကအကောင်30ကျော်နော်စစ်ခွေးအကောင်30ကျော်လက်နဲ့ချပြီးတော့အညံ့ခံလိုက်တယ်လို့သိရှိရတယ်ဗောနော်ဒီကောင်တွေတော်တော်ကိုအရှက်တိတ်ခါမရှိဘဲနဲ့ ိတ်ဓာတ်ရေးရောစိတ်ရေးရောကိုယ်အဖက်ဖက်ကရှုံးနေနေတာပေါ့နော်အဲ့တော့ကျွန်တော်မင်းအောင်လိုင်ရဲ့ဘောမစစ်ခွေးတွေကနိုင်ငံဝန်းမှာစိတ်ရေးနဲ့ရှုံးနေနေတယ်စိတ်ဓာတ်ရေးရာတွေလည်းရှုံးနေနေတယ်အဖက်ဖက်ကရှုံးနေနေတဲ့ဒီမအလာရဲ့စစ်ရှုံးကောင်စီခွေးတက်ဟာဆိုလို့ရှိရင်ဒီကျွန်တော်တို့နေ့စဉ်နဲ့အမျှတော်လန်ပြည်သူတွေနေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့စိတ်ညစ်မှုတွေနဲ့စာလို့ရှိရင်တော့ မပြောပါတော့သင်ကုန်တော့တို့တို့ဒီမင်းအောင်နိုင်ရဲ့အကြမ်းဖက်အာနာသိစစ်ကောင်းဆောင်မအေလို့မင်းအောင်နိုင်ရဲ့ဒီစစ်ခွေးတက်တက်တက်လုံးပြိုကျပျက်စီးပြီးတော့ဒီမအေလို့မင်းအောင်နိုင်ကိုကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှလုံးဝတူညီတဲ့ဒီသူလောက်ထားတဲ့စစ်ရာဇဝတ်မှုတွေကျွန်တော်တို့ပြည်သူတွေအပေါ်မှာကျူးလွန်ထားတဲ့မတရားနှိပ်စက်ထားတဲ့အကြမ်းဖက်ထားတဲ့အရာတွေကိုသူပြန်ခံရရင်တော့မှကျွန်တော်တို့ကကျင်းနဲ့မှမဟုတ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးလေ များမကြခင်မှာအောင်မြင်တော့မှာမလို့ကျွန်တော်တို့ပြည်သူတွေစိတ်ကြမကြမင်းနဲ့ယုံကြည်စိတ်ချရတဲ့နေရာတွေကနေစင်းမြေပြင်မှာတကယ်ကိုအလုံးလုံးပြီးတော့တကယ်ကိုအသက်တွေကိုပေးဆက်ပြီးအလုံးလုံးတိုက်ပွဲဝင်နေကြတယ်နော်တက်ရင်းနေတော်လည်းရင်းရဲပေါ်နေစီကိုဒိုက်ရိုက်ထောက်ပတ်ကူညီပြီးတော့ကျွန်တော်လိုချင်တဲ့ပန်းတိုင်းကိုအတူတကွလက်တွဲပြီးရှေ့ဆက်ပါဝင်ကြရင်းနဲ့တော်လန်နေတည်ဖြစ်ပါစေလို့ကျွန်တော်ကဆုတောင်းလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ကြီးစုအားပေးခဲ့ကြရဲတို့တော်လန်မိဘပြည်သူတူတယောက်ချင်းဒီတိုင်းကိုယေရှုအများကြီးတင်ရှိပါရခင်ဗျာနောက်နေ့နောက်နေ့ဒီမှာလဲအခုလိုမျိုးအာရဝန်းတာစရာကောင်းတဲ့စစ်ခွေးတွေရဲ့ရှုံးနေတဲ့စည်ရေးသတင်းတွေကိုကျွန်တော်ကတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့အောင်မြင်မှု official YouTube channel လေးကို like and subscribe လုပ်ပေးထားကြဖို့မေတ္တာရက်ခံပန်ကြအပ်ပါရခင်ဗျာ အားလုံးကိုယေရှုအများကြီးတင်ရှိပါရခင်ဗျာ